ကိုကြိုက်သလောက်ပြောပါဇနီးနဲ့သမီးလေးကိုချမ်းသာပေးပါလို့ပြောလာတဲ့နေဝင်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်အီဂရစ်ဒိုင်ယရီကနေပြန်လေးကြိုဆိုလိုက်ပါတယ်။သူနဲ့ပတ်သက်လို့သမီးနဲ့ဇနီးကိုဝေဖန်ပြောဆိုနေကြလို့လူပြောများနေရကတော့နေဝင်ပါ။ဒါကြောင့်လည်းနေဝင်ကသူဇနီးနဲ့သမီးကိုချမ်းသာပေးဖို့တောင်းဆိုလာခဲ့တာပဲဖြစ်ပါတယ်။ မြန်မာနုပညာလောကမှာဝေဖန်မှုနဲ့ဘယ်တော့မှမကင်းတဲ့ဝေဖန်မှုအခမ်းအရာဆုံးမင်းသားတလက်လို့တောင်ပြောလို့ရတဲ့သူကတော့အကယ်ဒမီနေဝင်းပဲဖြစ်ပါတယ်။နေဝင်းရဲ့ခရီးလမ်းကထူးခြားပါတယ်။ Rap အဆိုတော်ဘဝကနေတရုတ်ဆောင်လောကတွေကိုဝင်လာပြီးတော့ထိတ်တဲမင်းသားတစ်ယောက်ဖြစ်လာတယ်။ဒါပေမဲ့သူမင်းသားဖြစ်လာတဲ့အချိန်ကစပြီးခုချိန်ထိသူနဲ့ပတ်သက်တဲ့ဝေဖန်မှုတွေကတနည်းမှရပ်သွားတယ်မရှိပါဘူး။ဘာတွေကိုဝေဖန်ကြတယ်လဲ။အဓိကကတော့သူရဲ့တရုတ်ဆောင်မှုပုံစံပါ။ပထမတစ်ချက်ကသူရဲ့လူမိုက်ကာရက်တာတွေပါ။ဇာတ်ကားတော်တော်များများမှာ သူကလူမိုက်အထာမန်အပြည့်နဲ့တရုံဆောင်လေးရှိတယ်။ဒီနေရာမှာတခိကမင်းသားကြီးကျော်ဟင်းရဲ့အငွေအသက်တွေပုံစံတွေပါနေရဆိုပြီးတော့နှိုင်းရှင်ဝေဖန်ကြပါရတယ်။ တချို့ကတော့ကြော်ဟင်းကိုအတူခိုးတာမလိုက်ဖက်ဘူးကြော်ဟင်းနဲ့တော့ကွာဝါသေးရင်စသဖြင့်အပြင်းထန်ထောက်ပြကြပါရယ်ဒုတိယအချက်ကတော့သူရဲ့ပုံစံမှာနေဝင်းကိုပြိသက်တွေတွေ့နေကြပုံစံကသပင်အရှိနေပါဇက်ကားရီမှာလည်းဒီပုံစံဒီကာရက်တာတစ်မျိုးလေးကိုပဲအမြဲတမ်းလှုပ်လှုပ်တယုတ်ဆောင်နေတော့ပြိသက်တွေဘက်ကရိုးအီနေပြီးပုံစံမပြောင်းတော့ဘူးလားဆိုတော့အတန်တွေကလည်းအများကြီးထွက်ပေါ်နေခဲ့တာပါဒီဝေဖန်မှုတွေအလုံးအပေါ်မှာနေဝင်းကတခါမှတရားဝင်ပြန်လဲရှင်းလင်းတာမျိုးတုံ့ပြန်တာမျိုးလုပ်လို့မရှိပါဘူးသူ လုံးသူလုံးတဲ့သူလန်းသူလျှောက်တယ်ဆိုတဲ့ပုံစံနဲ့ပဲနေခဲ့တာပါ။ဒါပေမဲ့အခုတခါမှတော့နေဝင်တယောက်တိတ်ဆိတ်မနေနိုင်တော့ပါဘူး။သူကပရိသတ်တွေကိုပထမဆုံးအချိန်တရားဝင်မြစ်တာရက်ခန့်တောင်းဆိုမှုတစ်ခုကိုလှုပ်လာပါတယ်။ဒါပေမဲ့ဒီတောင်းဆိုမှုက သူ့ရဲ့အနုပညာကိုဝေဖန်တာတွေရက်ဖို့ပြောခဲ့တာမဟုတ်ပါဘူး။သူပြောလာတာက ကျွန်တော်ကိုပြောပါ၊ကျွန်တော်ရဲ့တရားဆောင်မှု၊ကျွန်တော်ရဲ့ရွေးချယ်မှု၊ကျွန်တော်ရဲ့အလုပ်တွေကိုပရိသတ်တွေကြိုက်တယ်လို့ဝေဖန်နိုင်ပါတယ်။အားမရတာတွေပြောနိုင်ပါတယ်လို့ဆိုပါတယ်။ ဒါပေမဲ့သူအဓိကတောင်းဆိုချင်တာကကျွန်တော်ရဲ့ဇနီးနဲ့သမီးလေးကိုတော့ထိပါပြီးမပြောဆိုကြပါနဲ့သူတို့ကိုချမ်းသာပေးပါဆိုတဲ့အချက်ပါဒါကတရုံဆောင်နေဝင်းနေနဲ့ပြောနေရတဲ့ခင်မုန်းတယောက်အဖေတယောက်နေနဲ့တောင်းဆိုနေလိုက်တာဖြစ်ပါတယ်သူဒီလိုမျိုးတောင်းဆိုရတဲ့အကြောင်းရင်းကလည်းရှင်းရှင်းလေးပါသူဇနီးနဲ့သမီးဖြစ်သူကအမှုပညာနယ်ပယ်ထဲမှာလှုပ်ရှားနေတဲ့သူတွေမဟုတ်ပါဘူးသူတို့ကတာမန်ပြင်ပကလူတွေပါနေဝင်းရဲ့အမှုပညာလုံဆောင်ချက်တွေနေဝင်းရဲ့ဝေဖန်ခံရမှုတွေနဲ့သူတို့ဘာမှပတ်သက်မှုမရှိပါဘူးဒီနေရာမှာ ာကျမတို့အလေးနဲ့စဉ်းစားစရာဖြစ်လာပါတယ်ပရိသတ်တယောက်အနေနဲ့အနုပညာရှင်တယောက်ရဲ့အနုပညာကိုဝေဖန်တာကတော့လက်ခံနိုင်စရာပါဒါဟာပရိသတ်ရဲ့အခွင့်အရေးပါပဲဒါပေမဲ့အနုပညာရှင်ကိုမကြိုက်တာနဲ့သူရဲ့အနုပညာကိုအားမရတာနဲ့ပဲအနုပညာလောကနဲ့ဘာမှမသက်ဆိုင်တဲ့နောက်ွယ်မှာအေးအေးချမ်းချမ်းနေနေတဲ့သူရဲ့မိသားစုဝင်တွေအထူးသဖြင့်ကလေးသင်ငယ်တွေအထိဆိုရှယ်မီဒီယာပေါ်မှာကွန်မန့်တွေလိုက်ရေးပြီးတော့တိုက်ခိုက်တောင်း hate speech တွေပြောတာကတော့ဘောင်ကိုကျော်လွန်ပြီးတော့အနိုင်ကျင့်မှုဖြစ်သွားနိုင်ပါတယ်နေဝင်ရဲ့ င်တီတောင်းဆိုမှုကသူ့မိသားစုကိုကာကွယ်ခြင်းနဲ့ဖခင်တယောက်ရဲ့တောင်းဆိုမှုဖြစ်လို့အရန်ကိုအကျိုးအကြောင်းစီလျော်ပါတယ်။ပရိသတ်ကြီးတို့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ။လူပညာရှင်တယောက်ရဲ့အလုံးနဲ့သူ့ရဲ့ပုဂ္ဂိုလ်ရင်းမိသားစုဘဝကိုပရိသတ်တွေအနေနဲ့ရှင်းရှင်းလင်းလင်းမြင်တာပြီးတော့ခွဲခြားဆက်ဆံသင့်ပြီလို့ထင်ပါသလား။နေဝင်းရဲ့ဒီတောင်းဆိုမှုတွေပေါ်မှာပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပြီးဝင်ရောက်ပြောကြားခဲ့ပါအောင်နော်။ကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။